မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ၈ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့အမှတ်၂၁စစ်စင်ရေးကုကဲမှုဌာနချုပ်အပါအဝင်မြို့ကိုအပိတ်သိမ်းပိုင်နိုင်ရေးအတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကမတ်လ၈ရက်နေ့မနက်မှာထပ်မံပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KIA ပူပေါင်းတပ်ဖွဲ့ကဗမော်မျိုးသိန်းစစ်စင်ရေးကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကနေစတင်ခဲ့ရာ 3လကြာတဲ့အထိတိုက်ပွဲတွေပြင်းထန်နေပြီးတော့ KIA က9ရက်နေ့မနက်မှာအဲ့ဒီနေရာ၃ခုစလုံးကိုတပြိုင်တည်းထဲထမှန်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခုနှစ်ရက်နေမနက်မှာတော့စကခ27ရဲ့တက္ကသိုလ်ကျောင်းဝင်းရဲ့ပြီးတော့ခလိုက်ရ49ရဲ့အဲ့ဒီနေရာ၃ခုစလုံးကိုတပြိုင်တည်းထဲထိုးစစ်ဆင်နေတာပါလို့ကချင်ရှိတန်းသတင်းအင်းမေကပြောပြထားပါတယ်။ KIA ရဲ့သတင်းအင်းမေတအုပ်ကလည်းဗမော်မြို့မှာ ဒီကနေ့မနေ့မှာထိုးစစ်တွေပြန်လည်ပြီးတော့စတင်နေပြီလို့အတီးပြုပြောကြားထားပါတယ်စစ်ကောင်စီဘက်ကလည်းကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဗမော်မြို့မကြဆုံရဲအတွက်အပြင်းထန်ခုခံနေတဲ့အတွက်တိုက်ပွဲဟာ၃လကျော်ကြာနေရခြင်းဖြစ်တယ်လို့၎င်းကပြောပြထားပါတယ်ဗမော်မြို့ကြာဆုံးသွားပါကစစ်ကောင်စီအနေနဲ့အလွယ်တကူပြန်လည်တိုက်ယူနိုင်ခြင်းမရှိတာကိုသိရှိထားပြီးဖြစ်တဲ့အတွက်အတက်နိုင်ဆုံးစစ်ကောင်စီဘက်ကခုခံနေခြင်းဖြစ်တယ်လို့သိရပါတယ် ဗမာကြတော့တိုင်းသားပေါင်းစုံတိုက်တာအဲ့ဒီမှာဗမာလူငယ် PDF တွေကချင်လူမျိုးပေါင်းစုံပြီးတော့ဂေါ်ရခတပ်တွေလည်းပါတယ်အေးလည်းပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကချင်လူကြီးတွေကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားအခုခေတ်ပညာတတ်လူငယ်တွေကိုဘာမှမဆိုင်မဲနဲ့လူဖြုံးတီးတာမျိုးတော့မဖြစ်စေချင်ဘူးပေါ့စစ်ပွဲဆိုတာမနိုင်နိုင်အောင်တိုက်ရမှာဖြစ်တယ်သို့တော်냐လဲအလကားဖြုံးတီးတာမျိုးတော့မဖြစ်စေချင်လို့ဖြည်းဖြည်းလေးတိုက်နေတာဆိုတာကိုကျွန်တော်တို့အခုလိုမျိုးခံမှန်းရပါတယ်ပြောခဲ့သလိုပဲတရုတ်ရဲ့ဖိအားပါပါတယ်ပြီးတော့လေရင်တွေနောက်ဆုံးပေါ drone တွေကိုတုံးနေတယ်လို့လည်းပြောလို့ရပါတယ် အဲ့ဒါကြောင့်တိုက်ပွဲဟာကြာနေတာဖြစ်မယ်လို့ခံမှန်းရတယ်လို့ KIA ရဲ့သတင်းအမြင့်တဦးကဘုံဘုံတိုက်ပွဲအချိန်ကြာနေရတဲ့အခြေအနေကိုသုံးသပ်ပြောပြထားပါတယ် KIA ဟာ2024ခုနှစ်မတ်လ9ရက်နေ့မှာစစ်ကောင်စီရဲ့တပ်စခန်းနဲ့မြို့များကိုတိုက်ခိုက်သိမ်းပိုက်တဲ့ဆက်စင်ရေးကိုအချိန်မြင့်တင်ခဲ့ရာတနေ့အတွင်းမှာမြို့ပေါင်း15မြို့နဲ့စစ်ကောင်စီရဲ့တပ်စခန်းကြီးငယ်ပေါင်း250ထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဗဒောင်းမြို့နယ်ညောင်ကျိုးမှာရှိတဲ့စစ်ကောင်စီနဲ့အာရခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဟာပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကစခန်းကိုလက်မလွတ်ရရေးအတွာရန်ကုန်ကတိုက်ရင်များကိုပါအင်အားတွေဖြည့်တင်းပြီးပို့ဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တိုက်ပွဲတွေပြင်းထန်ကအင်အားလိုအပ်ချက်တွေများပြားနေတဲ့အတွက်စစ်ကောင်စီကညောင်ချိုးကိုမော်ဘီတက်နယ်တိုက်ရင်းများကအင်အားရာချီကိုပို့ဆောင်နေရတယ်လို့သိရပါတယ်။မော်ဘီကမင်္ဂလာတုံတက်နယ်ပြီးရင်တိုက်ရင်းတပ်ဖွဲ့အများဆုံးပဲအဲ့ဒီကတပ်ဖွဲ့ဝင်တွေကိုစုဖွဲ့ပြီးတော့ညောင်ချိုးကိုပို့နေတာညောင်ချိုးကကြာကနီးနေပြီလို့တပ်တွင်းသတင်းအရင်းမြစ်ကပြောပြထားပါတယ်။စစ်ကောင်စီရဲ့ချင်းမြန်တက်ရင်ခမရ313ခမရ901 902နဲ့903 စတဲ့တိုက်ရင်၄ရင်ရှိတဲ့တဲက၃ရင်ကိုညောင်ကျိုးကိုအင်အားဖြည့်ပြီးတော့ပို့ဆောင်နေရတယ်လို့သိရပါတယ်။တိုက်ရင်တစ်ခုကိုတပ်ဖွဲ့ဝင်အင်အား၄၀စီစုဖွဲ့ပြီးတော့ညောင်ကျိုးစခန်းလက်မလို့ရရေးအတွက်အခုမက်စလာအတွင်းမှာအင်အားဖြည့်တင်းနေတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တောင်ကုတ်ဘကိုးအဆက်တောင်ပုံကြီးစခန်းကစပြီးတော့အေကစစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရအောင်အခုဗဒေါန်းတန်နဲ့ညောင်ကျိုးအထိတိုက်ပွဲတွေရောက်ရှိလာပြီးတော့ စစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုများပြားကရန်ကုန်နဲ့အုတ်ရှိပင်ကစစ်ရင်အားတွေဖြည့်တင်းနေရတယ်လို့သိရပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ26ရက်နေ့ကနေစပြီးတော့အုတ်ရှိပင်ကနေတရင်တပ်ဖွဲ့များကိုစစ်သုံးဖောကားရင်းနှန်းများနဲ့အင်အားဖြည့်တင်းနေရပြီးတော့ဒဏ်ရာရတဲ့တိုက်စုံစစ်သားများကိုလည်းပြန်လည်တယ်ဆောင်မှုတွေပြုလုပ်နေရတယ်လို့သိရပါတယ် ပြည်ရွှေတောင်စစ်ဆေးရုံမှာလည်းညောင်ချိုးကဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်များကိုပို့ဆောင်ထားရာအင်အားများတဲ့အတွက်ကုသမှုများမလုပ်ပေးနိုင်တော့တဲ့အတွက်မင်္ဂလာတောင်စစ်ဆေးရုံကိုပရဟိတအသင်ကားတွေကိုပါတုံးပြီးတော့ပို့ဆောင်နေရတယ်လို့ဒေသခံများကပြောပါတယ်။အေးအေးဟာရခိုင်ဘကိုးအစပ်မှာရှိတဲ့တောင်ပုံကြီးစခန်းမိုးထီတောင်ဘူဟာစခန်းတို့ကိုသိမ်းပိုက်ပြီးတော့ဗရောင်းမြို့နယ်အတွင်းမှာရှိတဲ့နတ်တောင်တာဝါတိုင်းစခန်းကိုပကံခွဲလက်နက်ကြီးစခန်းတို့ကိုပါသိမ်းယူပြီးတော့ ညောင်ကျိုးအထိကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဟာညောင်ကျိုးစခန်းမကျဆုံးရဲ့အတွက်ညောင်ချေတော့နဲ့ကပ္ပဆာဆက်ယုံများကနေပြီးတော့လက်နက်ကြီးပစ်ကူများပေးနေပြီးလေကြောင်းပစ်ကူနဲ့စက်တပ်လေထီးများကိုတုံးပြီးတော့ဘုံကျဲချတိုက်ခိုက်ခြင်းများကိုပါပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကရွေးကောက်ပွဲကိုစစ်အာဏာသိမ်းတဲ့ကာလ၅နှစ်ပြည့်တဲ့အချိန်အခုနှစ်ကုန်ပိုင်းသုံးမဟုတ်2026ခုနှစ်ဇန်နဝါရီလမှသာကျင်းပနိုင်မယ်လို့ထုတ်ပေါ်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကမတ်လ9ရက်နေ့မှာဘယ်လာရုစ်သမ္မတနဲ့တွေ့ဆုံပြီးတော့ ။တရင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အချိန်မှာ၎င်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်လို့မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က၎င်းတို့စိတ်တိုင်းကျပြုလုပ်မယ်။ရွေးကောက်ပွဲကို2026ခုနှစ်ရောက်မှသာပြုလုပ်ရန်စီစဉ်နေတယ်လို့နေပြည်တော်တက်တွင်းသတင်းအရင်းမြစ်ကဖော်ပြထားပါဗျ။ တက်ချုပ်က2026ခုနှစ်အတွင်းမှာပဲရွေးကောက်ပွဲကိုလုပ်ဖို့သူစဉ်းစားထားတယ်ဆိုတာကိုအစည်းအဝေးတွေမှာမကြာခဏထုတ်ပြောလို့ရှိပါတယ်သူအနေနဲ့အခုအင်းဆောင်အစိုးရအဖြစ်နဲ့တက်တန်း9နဲ့အဖြစ်တာဝန်ယူဖို့စိတ်ကူးထားပါတယ်သူကကြမ်းမာနေသေးတယ်တိုင်းပြည်ကလိုအပ်နေတယ်ဆိုရင်နောက်ထပ်တက်တန်းတွေကိုလည်းတာဝန်ထမ်းဆောင်နိုင်သေးတယ်ဆိုတာမျိုးကိုသူကမကြာခဏထုတ်ပြောလို့ရှိပါတယ်ရွေးကောက်ပွဲပြီးသွားရင်လည်းနိုင်ငံရေးမှာသူကဆက်ပါနေအောင်ပဲသဘောမျိုးရှိတယ်လို့ယူဆရပါတယ်လို့နေပြည်တော်တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်မင်းအွန်လိုင်းကဘယ်လာရုစ်နိုင်ငံရဲ့ တရင်းစာရှင်းလင်းပွဲမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ပါဝင်ရှင်ပြိုင်မဲ့ပါတီပေါင်း53ခုစည်ရင်ပေးသွင်းထားပြီးဖြစ်ကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့ကြောင်းတရင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စိတ်ကောင်းစီအဖွဲ့ဝင်များဝင်ကြီးဒူးဝင်ကြီး73ဦးနဲ့ဌာနဆိုင်ရာအဖွဲ့3ခုတို့ကိုကနေဒါနိုင်ငံအစိုးရကတံခတ်ပိတ်ဆို့အရေးယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့တည်ငြိမ်ရေးတို့ကိုထိခိုက်စေပြီးတော့လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်နေခြင်းများအတွားမြန်မာစစ်ကောင်းစီအဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုတို့ကိုတံခတ်ပိတ်ဆို့မှုများချမှတ်ခြင်းဖြစ်တယ်လို့သိရပါရတယ်။တံခတ်ပိတ်ဆို့ခံရတဲ့သူတွေထဲမှာစစ်ကောင်းစီအဖွဲ့ဝင်ဒေါက်တာဘရွှေ၊ဗိုလ်ချုပ်ကြီးမိုးအောင်၊ဝင်ကြီးကံ သောဝင်ကြီးကိုကိုလိုင်းဆက်သွယ်ရေးဒုဝန်ကြီးဘုံမှုချုပ်လူမော်ပို့ဆက်ဒုဝန်ကြီးအောင်ကျော်ထွန်းပို့ဆက်ဒုဝန်ကြီးအောင်မြိုင်ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်ကိုလေးစီမံဘဏ္ဍာဒုဝန်ကြီးတန်တန်းလင်းဒုဝန်ကြီးမင်းထော် စစ်ကောင်စီရဲ့ရုံးဝန်ကြီးခွန်တန်းစော်ထူး ထင်ကျော်သူနဲ့အောင်ကျော်ဟိုးတို့ပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးဌာနမြမတက်မတော်နဲ့အမတ်33ချင်းလင်တရင်တို့ကိုလည်းကနေဒါကအေးအေးယူတန်းခတ်ပိတ်ဆို့လိုက်တယ်လို့ဆက်လက်ကြေညာထားပါတယ်။အခုထုတ်ပြန်လိုက်တဲ့ပိတ်ဆို့အေးအေးယူမှုများဟာ၎င်းတို့ကျူးလွန်ခဲ့တဲ့ဆိုးဝါးသောလူအခွင့်အရေးချိုးဖောက်မှုများပုံမဆိုးဝါးလာတဲ့အကြမ်းဖက်မှုဖိနှိပ်မှုမတည်ငြိမ်မှုများကို တုံ့ပြန်ဆောက်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။လက်ရှိအခြေအနေများကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်အလက်များကိုပုံမှန်ဆိုးဝါးစေခဲ့ပြီးတော့မတည်ငြိမ်မှုများနဲ့အရွက်သားများအပေါ်အကြမ်းဖက်မှုများတိုးပွားလာခဲ့ကြောင်းကနေဒါကပြောဆိုထားပါတယ်။2024ခုနှစ်ဒီသမလာ၂ရက်နေ့ကကုလသမဂ္ဂရဲ့အစီရင်ခံစာအရစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်အရသာပြည်သူ6000ကျော်တေဆုံးခဲ့ရကြောင်းဖော်ပြထားပါတယ်။2024ခုနှစ်ပထမ၄လအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုများကြောင့်ကလေးငယ်62ဦးအပါအဝင်အရသာပြည်သူ359ဦးသေဆုံးခဲ့ရပြီးတော့အရသာပြည်သူ956ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ကနေဒါအနေနဲ့နိုင်ငံများအလုံးကိုမြန်မာစစ်ကောင်စီအပေါ်အရေးယူမှုများဆောင်ရွက်ရန်တိုက်တွန်းထားကြောင်းလည်းသိရပါတယ်။မြန်မာစစ်တပ်ကိုစစ်စင်ရေးနဲ့ဗန္ဒာရေးဆိုင်ရာပံ့ပိုးကူညီမှုများအလုံးကိုရပ်ဆိုင်းရန်လက်နက်စစ်ဘက်ဆိုင်ရာပစ္စည်းများကိရိယာများနဲ့စစ်ဘက်ဆိုင်ရာနည်းပညာအကူအညီများကိုလွှဲပြောင်းပေးခြင်းတို့ကိုရပ်ဆိုင်းရန်လည်းနိုင်ငံတကာကိုတောင်းဆိုထားပါတယ်။ ်မြန်မာနိုင်ငံမှာအားလုံးပါဝင်ပြီးတော့ရေရှည်တီရခိုင်မြဲတဲ့ငင်းကြရဲ့ရရှိရန်ကနေဒါနိုင်ငံဟာနိုင်ငံတကာမိဖတ်များနဲ့ဆက်လက်ပြီးတော့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာဒီမိုကရေစီအုပ်ချုပ်မှုပြည်လဲထူထောင်ရေးနဲ့လူအခွင့်အရေးချိုးဖောက်မှုများကိုတာဝန်ခံမှုဆက်လက်ပြီးတော့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ကနေဒါကကြေညာထားပါတယ် တိုင်းပြည်ရဲ့ငင်းချမ်းရေးလုံခြုံရေးနဲ့ပြည်ငြိမ်ရေးကိုပြတ်ပြားစေပြီးတော့လူအခွင့်အရေးချိုးဖောက်မှုတွေကိုစစ်ကောင်စီကကျူးလွန်နေမှုတွေအပေါ်ကနေဒါကတော့ငြိမ်သက်နေမှာမဟုတ်ပါဘူးကနေဒါနိုင်ငံအနေနဲ့ငင်းချမ်းပြီးတော့အလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီအနာဂတ်ကိုဖော်ဆောင်ပေးမယ်မြန်မာပြည်သူတွေရဲ့မျှော်မှန်းချက်တွေကိုဆက်လက်ပြီးတော့ထောက်ခံသွားမှာဖြစ်ပါတယ်လို့ကနေဒါနိုင်ငံသားရေးဝန်ကြီးမီလနီဂျိုလီကပြောဆိုထားပါတယ်ကနေဒါကလက်ရှိအချိန်ထိမြန်မာစစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်149ဦးနဲ့ အဖွဲ့အစည်း62ခုတို့ကိုအရင်ယူထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပတင်ကြီးမြို့နယ်မန္တလေးမရီယာလမ်းပါးကြာနေကန်ရွာရဲ့လမ်းမကြီးဘေးမှာရှိတဲ့နေအိမ်အလုံး80ကျော်ကိုအကြမ်းဆက်တက်ကလမ်းပိုင်မြေဆိုပြီးတော့မြေကော်ဆန်များဘူရိုဆာများနဲ့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ၄ရက်နေ့ကနေမက်စလာ၆ရက်နေ့အထိ နေတိုင်းလိုလိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်အား90ကျော်နဲ့မန္တလေးမရိယာလမ်းပိုင်းကြာနေကန်ရွာလမ်းမကြီးရဲ့အရှိတ်ဘက်ချမ်းနဲ့အနောက်ဘက်ချမ်းမှာရှိတဲ့နေအိမ်များကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးလာရောက်ဖျက်ဆီးရမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကကြိုတင်အကြောင်းကြားခြင်းမရှိဘဲလမ်းပိုင်းမြေဆိုပြီးတော့အတင်းအဓမ္မဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ပြည်သူများကိုလည်းပစ္စည်းများယူဆောင်ခွင့်မပေးဘဲနဲ့ဖျက်ဆီးခဲ့တဲ့အတော့ဆုံးရှုံးမှုတွေများပြားခဲ့တယ်လို့သိရပါတယ်။မန္တလေးနဲ့မရိယာအဝေးပြေးလမ်းမကြီးဘေးကလမ်းအရှိတ်ဘက်နဲ့အနောက်ဘက်တွေကအိမ်တွေကိုဖျက်ဆီးသွားတာအ ਨੇ စုံအင်ဂျီ အလုံး80ကျော်လောက်ရှိပါတယ်ပြည်သူအများစုကဖြတ်မယ်ဆိုတာတော့ကြိုပြီးမသိရဘူးစစ်တပ်ကကြိုတင်အကြောင်းမကြောင်းပဲနဲ့ဖျက်ဆီးသွားတာလို့ MBY Revolution ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အကြမ်းမဲ့စစ်တပ်ကပြည်သူပိုင်းနေအိမ်များကိုဖျက်ဆီးနေတဲ့အချိန်မှာမှတ်တမ်းဓာတ်ပုံရိုက်ကူးတဲ့ပြည်သူတချို့ကိုဖမ်းဆီးမှုများရှိပြီးတော့ဓာတ်ပုံရိုက်ကူးမှုများမပြုတ်လောက်ကြရန်လက်နက်ကိုင်းပူစောတိအဖွဲ့များကချင်းချောက်မှုတွေကိုလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမွန်ပြည်နယ်အေရဝတီတိုင်းနဲ့မန္တလေးတိုင်းတို့မှာအကြမ်းဖက်စစ်တပ်ကအသက်20အရွယ်လူငယ်များကိုနေအိမ်ထဲအထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ6ရက်နေ့ည7:00နာရီကမ်းမှာဗဒောင်းမြို့အိုးရှိပင်ရတနာဘုံရက်ကွာစိန်မန်းမြိုင်ကိုလမ်းမှာနေထိုင်တဲ့အသက်16နှစ်အရွယ်ကိုဟိန်းထန်နိုင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကနေအိမ်ထဲအထိအစင်းဝင်ရောက်ဆစ်ဆီးခဲ့ပြီးတော့ဖမ်းဆီးသွားကဗဒောင်းစစ်တပ်စစ်ဆောင်ရေးရုံးကိုပို့ဆောင်ခဲ့ပြီးတော့လက်ရှိအချိန်ထိမိသားစုဝင်နေတဲ့ပြည်ဆောင် ွင့်မပေးဘူးလို့သိရပါတယ်စစ်တပ်ကအဲစင်းဝင်ဆက်တဲ့အချိန်စခန်းကိုခဏလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားတာဘလို့အမှုဘလို့အကြောင်းအရာနဲ့ဖမ်းဆီးထားမှလည်းမသိရဘဲနဲ့အခုအချိန်ထိဗရောင်းစစ်တပ်စူးစမ်းရေးရုံးမှာဖမ်းခံထားရပါတယ်ကိုဟိန်းထန်နိုင်ကသကောင်စင်းနဲ့နေတဲ့သူလည်းဖြစ်ပါတယ် အခုအချိန်ထိမိသားစုတွေနဲ့တွေ့ခွင့်မရသေးဘူးမိသားစုဝင်တွေလည်းစိတ်ပူနေကြပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲမက်စလ9ရက်နေ့မနက်ပိုင်းမှာမွန်ပြည်နယ်ပေါင်မြို့နယ်ကြောက်စီရွာမှာနေထိုင်တဲ့အသက်20အရွယ်ကိုရာစာနဲ့ကိုကလားလေးဆိုသူတို့ကိုကြေးပါအုပ်ချုပ်ရေးမှုအောင်မြင့်ဥဆောင်တဲ့အကြမ်းဖက်စစ်သားများကစစ်မှုထမ်းရမဲပေါက်တယ်ဆိုပြီးတော့နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ပေါင်မြို့နယ်ကြောက်စီကျေးရွာမှာမနေ့ကမနေ့ပိုင်းကဖမ်းသွားတာမဲပေါက်လို့ဆိုပြီးတော့အသက်20ဝန်းကျင်လူငယ်နှစ်ဦးပါ အုတ်ကြီးအောင်မြင့်ကနေအိမ်တွေကိုလိုက်ပြပြီးတော့စစ်တပ်ကိုဝင်ဖမ်းခိုင်းတာကာယကံရှင်တွေကမဲလည်းမနိုင်ရပဲနဲ့မဲပေါက်တယ်ဆိုပြီးတော့လာဖမ်းသွားတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲမက်စလာ၂ရက်နေည10နာရီခန့်မှာဗကုတိုင်းမုံညုံမြို့နယ်ကရင်ချောင်ကြီးရွာမှာနေထိုင်တဲ့ကိုရှိုင်းထအောင်ကိုကြီးပါကြအိမ်မူထွန်းလိုက်တဲ့အတူအကြမ်းဖက်စစ်ကောင်စီတပ်သားများကနေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်ကိုရှိုင်းထအောင်ရဲ့အမျိုးသမီးဟာကိုဝင်ဆောင်ဖြစ်ပြီးတော့ မွေးဖွားခါနီးဖြစ်တဲ့အတွက်ယာအိမ်မှုကို6ရက်ဖတ်ပြီးတော့တောင်းပန်တော့လဲအတိအဓမ္မဖန်စီခေါ်ဆောင်သွားတယ်လို့သိရပါတယ်မတ်လ၄ရက်နေ့ည9နာရီခန့်မှာလဲဘဂိုးတိုင်းအုပ်ဖို့မြို့နယ်ဦးစေကုန်းမြို့ပြည်တော်သားကွက်တက်မှာနေထိုင်တဲ့ကိုမျိုးခိုင်ရဲ့တားဖြစ်သူတရုတ်လေးကိုပြူစောတိများကနေအတွင်းကိုဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါအပြင်အေယာဝတီတိုင်းမုံဝင်မြို့နယ်ရေလဲကြီးကြီးရွာအုပ်ချုပ်ရေးမှုတန်လုံးဘကိုးတိုင်းမုံညုံမြို့ကရင်ချောင်းကုန်းကြီးရွာယာယီမှုအေးလုံး စုံကုန်ချေးရွာကအုတ်ချုပ်ရည်မှုခင်မြတ်မော်နဲ့မကွေးတိုင်းတောင်တင်းကြီးမြို့နယ်တိုက်ပွဲချေးရွာအုတ်ချုပ်ရည်မှုအောင်ဝင်းတို့ဟာချေးရွာနေပြည်သူများထံကနေပြီးတော့နိုင်ငံစစ်မှုထမ်းခြင်းများကိုငွေညက်တောင်းခံနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ